ကယ်တဲ့ကြောက်တာပဲရငါတို့ကလည်းအခုအရန်အရန်ပေါက်နေတက်တော့ကားရဲ့ပေါ့ကိုကြီးမသူတို့ကွာကြီးလို့ကိုရီကိုဟိုရီပြီးခွေရဆိုနေတော့မှဘာဖြစ်ဖြစ်ဒါကောင်းတယ်လေကောင်းတယ်ငါတို့ကြောက်စစ်ချမ်းတော့သူတို့ပြောရတယ်ဗျာအဲ့လိုမျိုးလေးပေါ့အဲ့လိုလေးခံစားပါတယ်ကျွန်တော်ကိုကိုလည်းကြည့်ပြီးရှိပါတယ်ကိုကိုလည်းကြည့်ပြီးရှိတယ်ကိုကိုလည်းကြည့်ပြီးရှိတယ် โอเคอ่ะโกโลก็เลยไอ้ถ่าอีเบิดล่ะปะจ๋าจนเราก็เลยไม่ไจ้วูมันลุ้นเน่รอสุดใช่ป่ะไม่ปะเลยสุดตัวเราปูปะเลยนั้นสุดแล้วပြောစရာမလို့ကျွန်တော်တငငယ်ချင်းပဲငငယ်တည်းကလည်းကျွန်တော်เนี่ยဒါအလုပ်တွေလည်းတူတူလုပ်ခဲ့တယ်ချင်းနေလည်းတူဆိုခဲ့တယ်အများကြီးပေါ့ဗျာအဲအဲ့တော့အခုချိန်ထိလည်းတငငယ်ချင်းပဲအခုချိန်ထိလည်းလာပါနုပြူနေသေးပဲဆိုအဲ့တော့ပေါ့ အဲ့ဒါအကြောင်းမလို့လဲကျွန်တော်ကဒါနန်းစုဖွင့်တဲ့ဝင်းရဘရာပေါ့နော်ဒါလေးကိုကျွန်တော်လာရောက်ပြီးတော့တက်ရောက်ဖြစ်တာပါသူကတငယ်ချင်းကတော့အရန်တငယ်ချင်းပြီးသားရဖုန်းဆက်လိုက်တဲ့အချိန်မှာကိုကလည်းလေအနီးကမပွဲကိုစီစဉ်ရတာဖြစ်တဲ့အတွက်အကြောင်းမျိုးကြောင့်ပေါ့နော်အမြန်စီစဉ်ရတာဖြစ်တဲ့အတွက်ဟဲ့အရန်ကတ်နေပြီဆိုတော့ဖိတ်ရတာကြီးအားနာတာပေါ့နော်အဲ့ဒါနဲ့သူ့စီကိုအရင်ဆုံးဆက်တာပဲတငယ်ချင်းကြီးပဲရှိသေးတယ် ပြောတငယ်ချင်းဘာလုပ်ပေးရမလဲဘာကူပေးရမလဲအဲ့လိုတငယ်ချင်းပြောအယမ်းစိတ်ထားကောင်းတယ်အဲ့ဒါလည်းလုပ်ပါဦးငါကဘွယ်ငါ grand wedding လုပ်မှာငါပထမဆုံးဆိုင်စားဖွင့်မှာဟဲ့နင်းငါဝင်းရမအောင်ကူပါအောင်ဆိုရတငယ်ချင်းဘာလုပ်ပေးရမလဲပြောဆိုတာရောက်လာတယ်ဒါဖေးချုပ်ဖြတ်ပေးပါကျေးဇူးအများကြီးတင်ပါတယ်သူကတကယ်အများရဲ့အဲ့လို welcome ဖြစ်တဲ့တငယ်ချင်းပြောပေါ့နော်သွားလို့လဲဆိုတော့ကျွန်တော်ငငယ်တွေကလည်းခင်လာတဲ့တငယ်ချင်းတွေဆိုတော့သူကူညီလို့ရတယ်ကျွန်တော်ကူညီရမှာပေါ့ဆိုတော့ဒီလိုမျိုးဟိုပါလိမ့်နော် ဟိုအနည်းနဲ့များတော့လေကျွန်တော်တို့ထိန်းသိမ်းရတာပါပဲဟိုလိုမျိုး main clean နဲ့ယောက်ျားလေးကတော့တိတ်မတူဘူးပါလေ main clean ကတော့ယောက်ျားလေးတစ်ပိုထိန်းသိမ်းရတာပေါ့ယောက်ျားလေးကကျတော့လေဥပမာဒီ high food ပြစ်တာတို့ဘာလို့တော့ကတော့ဒါတော့ဟိုလောက်ရတာပါပဲเนาะနောက်ပြီးရင်ဒီလိုကျွန်တော်တို့ဆိုဟိုဘယ်လိုပြောမလဲဒီလပနဲ့ပတ်သက်ပြီးဆိုရင်ဘူးတော့ဆိုတော့ထိုးတာမျိုးလေးရှိရလေအဲ့ဒါလေးနဲ့ထိုးသိမ်းထိုးရမှာပါအဲ့လိုမျိုးလောက်တော့လောက်ရတာယောက်ျားလေးပဲ။နေဆိုင်ပါဘာလေးလဲဝင်စားတာ။ရတယ်ဟိုဟာ သူယုံကြည်ပြီးသား तू ကျွန်တော်ကပြောရမယ်ဆိုဟိုပါပေါ့အဲ तू recommend ပေးတဲ့ဟာပေါ့ तू recommend ပေးတဲ့ဟာငင်ကောက်လို့ recommend ပေးတာလုံးမယ်ဒါပဲပေါ့အဲတော့ကြည့်ရမှာပါတကယ်ကြီးအရလို့ recommend ပေးအကုန်လုံးမှာအဲတော့ဘာလေးလုံးလုံးစီခေါင်းခေါင်းစချေဆုံး तू ကအမှန်တကယ်တော့ အကုန်ပြည့်စုံပြီးသားချောပြီးသားမင်းသားတယောက်ဆိုတော့အများကြီးတော့မလိုပါဘူးဒါပေမဲ့ तू လှုပ်ချင်တာကြီးလည်းအကုန်လုံးလုပ်ပေးမယ်ပြီးတော့ natural စီမှာကြာတော့ဒီမှာလေတကယ်ချင်းဒီလားအဲ့လို face scan body scan အဲ့လိုမျိုးပေါ့နော်စက်တွေနဲ့အကုန်လုံးစစ်ဆေးဆန်းသက်ပြီးမှနေလိုအပ်တယ်ထင်တဲ့အရာပဲငါတို့ကလုပ်ပေးရပါတယ်လားပြီးတော့တကယ်ကြွချင်ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့မှလိုအပ်မဲ့ထင်တဲ့ treatment လေးတွေပေါ့နော်အဲ့လိုစက်ကပြောတဲ့ဟာကိုလူကပြောတဲ့ဟာတွေရောအဲ့လိုပေါင်းပြီးတော့မှ treatment လေးတွေသူ့ကိုလုပ်ပေးမှာပေါ့နော်အဲ့ဒီတော့အားလုံး perfect ဖြစ်နေပါ အခုကချော်ပြီးသားအရန်မော်ချော်ပါမဟုတ်လေတကယ်ချင်းငါကကြတော့ဘယ်လိုပြောရမလဲဟိုဘာဖြစ်ဖြစ်ဘာအက်စတက်တရားခုနကငါပြောသလိုပဲလိုတယ်လေနော်ငါတို့ရေမှာချော်ချော်မချော်ချော်စပါနေချင်ပါရေဆိုတော့ဒါကတော့အသက်ရွယ်တခုရောက်လာပြီဆိုတော့ထိမ့်သိမ့်ရမယ်ထိမ့်သိမ့်တယ်ဆိုတာဒါဟုတ်ကိုကိုရုပ်ကြီးမှုလဲတိုးတယ်ပြီးတော့ဒါကိုကိုတမိုးထားရလဲကြာတယ်เนาะအဲ့လိုမတ္တရာရအများမတ္တရာရတော့အဲ့ပေါ့တမိုင်ကျွန်တော်နဲ့နန်းစုနဲ့ကကြတော့ကားရိတ်စုံတာနည်းနည်းရှားတယ် ဒါပေမဲ့အဲ့လိုအပြင်းတွေပိုင်းမှာစုံရတာများတယ်။ဟိုပွဲတွေပိုင်းမှာဆိုအမှတ်တရတော့အဲ့လိုပေါ့ဟိုပြောလိုက်တိုင်းနဲ့နောက်ပြောင်းနေရပဲပေါ့ဟုတ်ပါပါ။ဟိုအမှတ်တရရှိနေတယ်လေ။ဘယ်အမှတ်တရလဲ။ဘယ်အမှတ်တရလဲ။ငါတို့ကလည်းဟိုအရန်အရန်ပေါက်နေတက်တော့။ကားရမှာ။ င်အဲ့တော့ကခဲ့တယ်အဲကရဆိုခဲ့တာလေအဲပတ္တိယာရေးရှိတယ်ဟုတ်တယ်ဟုတ်တယ်ပြောတော့ပြောကြရေးပါအခုပြန်ကြည့်ရတော့လေကိုယ့်အကူဆိုရင်လေအဲတော်ပါရှက်တယ်မပြကြပါနဲ့ဆိုတော့ဒါပေမဲ့ပြန်ကြည့်တော့လေတကယ်အပတ္တိယာလေးကိုရှက်ရဟုတ်တယ်ဟုတ်တယ်ကျိုးစားပန်းစားနဲ့လုံးခဲ့အောင်လုံးကလည်းလေအဲ့ထာကြီးပဲလာလာပြကြတာကျွန်တော်ကလည်းမကြိုက်ဘူးမလုံးနဲ့တော့ဆိုတော့ကြိုက်လို့မပြရဲဆိုတော့ကိုပြရတယ်လေကိုပြရတယ်အဲ့တော့အခုပြဆိုပြောလိုက်တော့မပြတော့ဘူး တော့အဲလုတ်ခဲ့ဒါပေမဲ့ပြန်ကြည့်တဲ့အချိန်မှာတော့လေဟဲ့ငါတို့အဲ့တော့တော်တော်ကြိုးစားပြီးတော့ franchise ဖြစ်တာပြည်လေလို့ပေါ့နော်အခုအရွယ်ဆိုရင်တော့မှအဲ့လောက်ထိကြိုးစားဖြစ်မယ်မထင်တော့ဘူးပေါ့နော်အဲ့အရွယ်ကကျတော့ရက်ငယ်ငယ်တယ်ပေါ့ဗျာငယ်တော့လေငယ်တဲ့အရွယ်မှာငယ်တဲ့ဟာလေးတွေပေါ့နော်အဲ့တော့အဲ့ဆိတ်ကူးစိတ်တန်အဲ့မော်အဲ့ခက်ကလည်းချင်းဆိုးပြီးတော့ကားရတဲ့ခက်ကလေးဆိုတော့လေအဲ့ဆိတ်လက်ခင်မှာလေအဲ့လိုလေးလုတ်ခဲ့ရတာပေါ့ဒါပေမဲ့ဒီခက်နဲ့ပြန်ကြည့်တော့လေခါလေးကျတော့လေဟို လိုပြောမလဲရည်ရှင်စရာကြီးတဲ့ဖြစ်နေတယ်မဟုတ်လားဆိုတော့အမေအဲ့ဒါတော့မရှက်ပါဘူးတကူလေကျွန်တော်အဲ့လိုရှက်တယ်မဟုတ်ပါဘူးဒါပေမဲ့ဒါတွေကလုတ်ခဲတဲ့ဟာတွေကကိုအော်ငငယ်တော့ဒါတွေလုတ်ခဲဂျင်းနှမှုဂျင်းနှမှုတကူရတယ်နော်ဒါကိုဒါတွေကမော်ဒါတွေလုတ်ခဲသူများရည်ရရပြောရဲဆိုလဲကိုလည်းပြောရပါတယ်သူများရည်နော်ဟုတ်တယ်အခုချိန်မှာသူတို့ကွာကြီးလို့ကိုတွေဟို ဟိုရည်ပြီးခွေရဆိုနေတော့မှဘာဖြစ်ဖြစ်ဒါကောင်းတယ်လေကောင်းတယ်ငါတို့ကြောက်စိတ်ချမ်းသာတယ်တို့ပြောရတယ်ဗျာအဲ့လိုမျိုးလေးပေါ့အဲ့လိုလေးခံစားပါတယ်ကျွန်တော်ကိုယ်ကိုယ်လည်းကြည့်ပြီးရှိပါတယ်ကိုယ်ကိုယ်လည်းကြည့်ပြီးရှိတယ်ကိုယ်ကိုယ်လည်းကြည့်ပြီးရှိတယ်အခုချိန်တိုင်းကြီးရတယ်အဲ့ချိန်တော့လုံးဝအမိုက်စားတယ်အဲ့အဲ့ချိန်တော့တော့အေးပါ Thank you ပါ Thank you သဘောကျကြရတယ်နော်အဲ့တော့ကတော့ကိုရီးယားတို့ပေါ့ဒါအဲ့လိုဆိုပြီးကတာပေါ့အားခက်စားတဲ့အခြေအနေကျွန်တော်တို့စီမားလည်းကိုရီးယားတစ်ခေတ်ကဖြစ်လိုက်တာပေါ့ဆိုတော့ကျွန်တော်တို့လည်း ဲ့လိုပေါ့အဲ့တော့ကျော်ဒီအခုလိုမျိုးတကယ်ကြီးငါတို့လုံးဝကျတော့ Facebook လို့ပေါ့မရှိဘူးမရှိပြီးတော့အဲ့လို data เสียအများကြီးမရှိဘူးလေဆိုတော့အဲ့လိုပဲဥပမာတရုတ်ကားထွက်တယ်ဆိုတော့တရုတ်ကားလေးကြည့်ရပြီးတော့မှပဲကိုရီးယား reference တွေယူရတယ်ကိုရီးယားကားတွေအောင်မြင်တယ်ဆိုတော့ကိုရီးယားကားလေးကြည့်ပြီးတော့ reference တွေယူရတယ်အဆိုတော်တွေချင်းဆိုတဲ့ဟာတွေတို့ကားလေးဘာညာဆိုကိုရီးယားဒါလေးလိုက်လုပ်ကြည့်ရတယ်ပေါ့လေဆိုတော့အခုကတော့ကျေပြန့်သွားပြီလေအများကြီးကိုလေ့လာရင်လေ့လာလို့ဖြစ်သွားပြီဆိုတော့ ဒါကွာတော့ကွာပါတော့ပျက်ကြည့်တယ်လည်းအရင်အတိုင်းပဲနော်နေရလို့ပါတော့ဟုတ်လားအာအရင်အတိုင်းပဲဆိုတာကျွန်တော်ကတော့နည်းနည်းကြီးပြီအခုဒီအတတ်မကြီးရတော့သူပဲပေါ့နေငောက်ကိုပြနေကြိတ်ကြိတ်ပြီးတော့များနေဟို aesthetic တွေကြိတ်ကြိတ်လုပ်နေတာတော့အဲကြိတ်ပဲတော့လောက်ရတယ်ဒီမှာစတော့ဟုတ်လားဆိုင်ကိုဖွေးပြီးသွားရင်လုံပြီးတော့ဘာကိုလဲလုံချင်တယ်သူများကလုံပေးချင်လို့ဆိုင်ဖွေးချလိုက်တယ်ဒါတော့တကယ်ကြီးနော်